ကပြောဆိုတဲ့ပြောဆိုမှုကြီးကဘယ်အထိရောက်သွားလဲဆိုတော့ဥစ္စာသူ့မှသူသိပုံနဲ့မရဘူး။လုံးဝကနည်းနည်းလေးကလေးတော့စမ်းတယ်။ဒါလေးကိုအသီးမှပြုတဲ့အနေနဲ့ခံဝင်နေတဲ့ဖြစ်ဖြစ်နောက်မင်းဒီလိုစကားတွေဘယ်တော့မပြောပါဘူးဆိုပေမဲ့ခံဝင်နေတဲ့ဖြစ်တော့ပြန်တော့ပေးပါလို့။ကိုရောက်ဒီနေရာကြီးတောင်းဆိုပါလား။ဘယ်လိုဖန်းစီတာ။နိုင်ငံတော်ဆင့်ဖန်းစီတာဖြစ်တယ်။နိုင်ငံတော်ဆင့်ဖန်းစီရယ်ဆိုတော့မေဇော်အောင်ဆန်းစုကြည်လို့နော်။နောက်ပြီးတော့သမ္မတအုပ်မင်းမျိုးဖန်းစီလို့ဖန်းစီတာ။နော်။တက်မတော်ထောက်လဲရေးတက်မတော်ထောက်လဲရေးစားဖားနေဖန်းစီတာ။ဖန်းစီရတဲ့အတွက်ကြောင့်မို့လို့ဇော်ဘုံကြီးကနိုင်ငံတော်ဆင့်ဖန်းစီရတော့အောင် ဘာတွေများပြဿနာရှိနေလို့လဲဆိုတော့ဟာကိုကြီးညားနေပြီကိုကြီးရဲ့အမြင်ကိုတက်တက်သုံးသက်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စောဘုံဟင်းကိုဖန်ဆီးခြင်းဟာဒေါအောင်ဆန်းစုကြည်ဦးဝင်းမြင့်တို့လိုနိုင်ငံတော်အဆင့်ဖန်ဆီးခြင်းဖြစ်တာမူထောက်လန့်နေရာနဲ့ခြိကြခံရနိုင်ကြောင်းသုံးသပ်ပြသွားသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာဟုတ်ပါမယ်ဆိုလို့ရှိရင်စောဘုံကိုဖန်ဆီးတာနိုင်ငံတော်အဆင့်ဖန်ဆီးတာဖြစ်တယ်နိုင်ငံတော်အဆင့်ဖန်ဆီးရဆိုတော့မေဇော်အောင်ဆန်းစုကြည်ကိုနော်နောက်ပြီးတော့သမ္မတအရေးဦးဝင်းမြင့်ကိုဖန်ဆီးလို့ဖန်ဆီးတာ နော်တက်မလို့ထောက်လဲကြီးတက်မလို့ထောက်လဲကြီးစားဖားနေခန်းစီးရခန်းစီးရအတွက်ကြောင့်မလို့ဇော်ဘုံကြီးကနိုင်ငံတော်စစ်ဖန်ဆီးရတော့အောင်ဘာဒီများပြဿနာရှိနေလူသေးဆိုရဲဟာကိုကြီးညာနေပြီကိုကြီးရဲ့အမြင်ကိုတက်တက်တုံးတက်ကဲကိုမောင်ရဲ့တရင်ဘလော့ကပြီးသွားပြီကိုကြီးရဲ့အမြင်ကတော့ဇော်ဘုံကြီးကတက်မလို့သားရင်းနဲ့တက်မလို့အရာရှိပိုင်းနေတဲ့ဂျားထဲမှာအကြောင်းတစ်ခုစတင်ဖန်တီးလာတယ်လို့ယူဆတဲ့အတွက်ကြောင့်တက်မလို့ဖန်ဖန်နေလို့ခန်းစီးချင်းသိမ့်တာဖြစ်တယ်ကွာ ဘုံရဲ့တုံးတက်ချက်မမအောင်ဆိုလို့ရှိလို့ရှိရင်ဇော်ဘုံရဲ့စကားလုံးနေဘူးအခုဒီနောက်ပိုင်းမှာဇော်ဘုံရဲ့ပတ်သက်ပြီးတော့တက်လာတဲ့သတိမမြင်ဘူးမကြောက်ဘူးတဲ့ဒီစကားလုံးနေဘူးနော်ဘုံနားထောင်ကြည့်တဲ့ခါကျတော့ဇော်ဘုံရဲ့တက်မလို့သာအောက်ချီဘူးအရန်ချစ်တယ်သူဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ဘက်ကအရန်ကြီးပေါ့နော်အားပေးတယ်နော်ချူတယ်တန်းတယ်နော်သူ့ရဲ့အလုပ်ရက်တွေကပေါ့နော်အောက်ချီစစ်သားတွေအတွက်နော်များစွာသောထောက်ပံ့မှုတွေကိုသူလုပ်ခဲ့ဒါမဲ့အထက်ပိုင်းကိုကြတော့တော်တော်မကြတယ်စောက်တော့မကြတယ်လို့သူဆဲတယ်နော်သူဆဲတာကြီးမှားတယ်လို့မှန်တယ်လို့ခွေးမစိုးလို့ဘူးနော်မစိုးလို့ဘူး ဆိုလိုခြင်းအားကြောင့်ကြာလာလို့ရှိရင်အောက်တက်မလို့သားတွေကနေပြီးအထက်ရအကြီးပိုင်းနေစိတ်ဝမ်းကွဲလာစရာတော့ရှိတယ်ကွာသူရတချို့သောစကလုံးအသုံးနှုတ်နေတာတိတ်များလာတဲ့အခါကျလို့ရှိရင်တော်ဟိုတစ်ဖက်ကသဘောဝိနေပြဿနာတက်တဲ့လူတွေကနေပြီးတော့ဖန်တီထိသိနေဥမာအောင်ဥမာမင်းတို့ဘာလို့ပေါ့နော်ပြောနေကြတယ်ကိုကြီးကတော့မထင်ဘူးကွာဘာကြောင့်မထင်ဘူးလဲဆိုတော့ဒီလိုမျိုးဆဲတာလောက်နေတော့တော့ကလေးကလားဆန်ဆန်ဖန်စီမယ်လို့မထင်ဘူးတမောက်ဆိုရယူဆဲနေတာသဘောဝိမဆဲနေတာဟိုတခြားတနိုင်ကလုံးနေနေဆဲနေတာနော်ဒီမိသိတွေဆိုအာရေလည်းမုန်းမောက်ဆဲတာကိုကြီးတော့လွင်ဟုတ်ပြီလား အဲ့တော့ဒီချက်ကြောင့်မလို့ဖန်တီချင်းသေးရလို့ကိုကြီးကယူဆရတဲ့ကြောင့်မလို့ငါစားကအစိုးရအီးနေနေတယ်ဇော်ဘွေးကိုဒီတစ်ခါတော့တက်ညာငွေပေးပါလို့ကိုကြီးတောင်းဆိုပါတယ်ဘာကြောင့်လဲဆိုတော့လူဆိုတာပြည့်နေတော့မကင်းဘူးဗျာသူရဲ့ပြောဆိုတဲ့ပြောဆိုမှုကြီးကဘယ်ထိရောက်သွားလဲဆိုတော့ဆိုတာသူ့ဘာသူသိပုံလည်းမရဘူးဇော်ဘွေးကနည်းနည်းလေးကလေးတော့စမ်းတယ်ဒါလေးကိုအတိမပြူတဲ့အနေနဲ့ခံဝင်နေတဲ့ဖြစ်ဖြစ်နောက်မင်းဒီလိုဆိုစကားတွေဘယ်တော့မပြောပါဘူးဆိုရယ်ခံဝင်နေတဲ့ဖြစ်တော့ပြန်တော့ပေးပါလို့ကိုကြီးကဒီနေရာကြီးတောင်းဆိုပါလူမျိုးစုဆိုတာရှိလို့ရှိလို့ရှင်တိုင်းပြည်ဆိုတာဖြစ်လာတာပဲ တစ်ဖက်လူမျိုးတစ်ဖက်လူမျိုးနဲ့တစ်ဖက်လူမျိုးချစ်ကြည်ပြီးတော့နှစ်ဦးပေါင်းစည်းလို့ရှိလို့ရှင်ပြည်တော်စုဆိုတာဖြစ်လာတာပဲအဲ့တော့ပြည်တော်စုတွေတိုင်းပြည်တွေရှိလာတဲ့ခါကျလို့ရှင် sovereignty ဆိုတဲ့အချုပ်ချာအာဏာရှိလာတယ် sovereignty ရဲ့အချုပ်ချာအာဏာကိုဘယ်သူကစောင့်ရှောက်လဲဆိုလို့ရှင်အဲ့ဒီလူမျိုးစုရဲ့တော့လူမျိုးစုခေါင်းဆောင်ရဲ့စစ်တပ်ကနေပြီးတော့ဥဆောင်ပြီးတော့ကာကွယ်စောင့်ရှောက်တဲ့ဒီအချုပ်ချာအာဏာပေါ့ဟုတ်ပြီလားအဲ့တော့ မင်းတို့ပြိုလဲပါစေခြင်းပါလေဆိုရက်တက်မလို့ကြီးဆိုတော့မရှိမဖြစ်ငါတို့အတွက်လိုအပ်တယ်ငါတို့လူမျိုးအတွက်လိုအပ်တယ်ဒီလူမျိုးစုကိုစားပြုတက်မလို့ကွာဟုတ်ပြီလားတော့ဒီတက်မလို့ဆိုတော့မရှိလို့ရှိလို့ရှိလို့ရှိရင်မင်းတပုံကနေပြီးတော့မျိုးကိုတက်ပြီးတော့မင်းတို့ညီမတွေကိုမင်းတို့ရှိတယ်ကိုရင်းကိုပါလို့ကိုဟုတ်ပါတော့နော်အခုလက်နဲ့ကြိုက်ထားခြင်းအတူတူတနက်ကြိုက်ထားတဲ့လမ်းမှာသွားနေစစ်သားလမ်းမှာသွားနေရှေးကမင်းကိုဥပေနဲ့ညီညွတ်နေလို့ရှိလို့ရှိရင်ဘာမင်းတို့လုံးလို့ရတယ်ဒါကိုတက်ပြီးပြီးစဉ်းစားရမယ်နော်ကိုစော်ဘုန်းကြီးကိစ္စလေးကိုကြီးပြောခြင်းကိုစော်ဘုန်းကြီးကိစ္စကိုစော်ဘုန်းကြီးပြောတဲ့စကားကြီးကမှားတယ်လို့ကိုကြီးမဆိုလို့ဘူးနော်ကိုစော်ဘုန်းကြီးကအမှန်တရားအမှန်ကိုပြောတာဒါပေမဲ့ နော်ကိုကြီးကဘာနဲ့ဥမာပေးပြပြမလဲဆိုလို့ရှိရင် ကိုကြီးတိုင်းပြည်ကြီးကိုစက်ရုံကြီးတစ်ခုနဲ့သဘောထားပြပြတယ်ကိုကြီးကပြည်သူဖြစ်တဲ့ကြောင့်ကိုကြီးကကွန်ဆူမာစားသုံးသူတွေပေါ့တက်မလို့ရစက်ရုံကြီးနော်အဲ့တက်မလို့ကြီးကထွက်လာတဲ့ဒီကုန်ထုတ်လုံးမှုရဲ့ဒီကုန်ထုတ်တွေကိုပဲကိုကြီးကကောင်းမကောင်း quality ပြီမမီကိုကြီးကကြည့်ကြည့်ပြီးဆုံးဖြတ်ရမှာနော်ရလက်ကိုပဲကိုကြီးကဆုံးဖြတ်ရမှာဟိုဒီစက်ရုံမှာရှိတဲ့ super fighter နဲ့ operation နဲ့ပြဿနာတက်တာတို့နော်အဲအောက်ကနေအလုံသမားတွေနဲ့တည်ရမလားဒီ super fighter နဲ့မကြင်မလဲဖြစ်နေတာတို့နော်စက်ရုံမှုကနေပြီးတော့စောက်သုံးမကြတာတို့ဘာလို့သွားပြီးဆင်းနေလို့မရဘူးဘာကြောင့်လဲဆိုတော့ဒါသူတို့အပိုင်း တော့တက်မလို့လေဒီလိုပဲအောက်ချိန်နဲ့အပေါ်နဲ့သူ့အောင်အစ်စ်ပြေတာမပြေတာကွန်ပျူတာနဲ့မဆိုင်ဘူးဟုတ်ပြီလားဆိုတော့ဘယ်မှမှားသွားတာအဲ့ချက်သူကမှားသွားတာအခုမှအောက်ချိန်နဲ့အပေါ်နဲ့ကတော့ပြဿနာတက်နေတာမဟုတ်ဟိုးအချိန်နဲ့ပြဿနာတက်နေတာဒါပေမဲ့ तू ကတော့ထောက်ပြကြရည်များွားတော့ तू ကတော့ထောက်တိွားရည်များလို့ तू ကပြောတာအဲ့တော့ကိုကြီးကကိုကြီးတကယ်သုံးသက်ကမှကိုကြီးကရနှက်ကိုပဲကိုကြီးကသုံးသက်မှာအဓိကတက်မလို့ကြီးကြောင်းမလို့ပေါင်းစုံဝိုင်းတိုက်နေလက်နက်ကင်တောင်းချမ်းစုတွေငါတို့ကိုထိနိုင်သလားငါတို့အခုတည်းအကောက်အသားကိုထိနေပြီလား နော်အဲ့ဇွားတွေကိုမီးရှို့တာလည်းမပြောနဲ့ဇွားတွေမီးရှို့တယ်တဘုံဇွားသူတို့ရှို့တယ်တက်ပြောတယ်မီးရှို့မှာပဲအမြစ်တက်ရှင်းရမှာပဲဘာကြောင့်လဲဆိုဒါတဘုံဇွားလीဟုတ်တယ်မလားနော်ဦးကြီးပြောနေတာအဲ့ဒါအဲ့တော့ဇောဘွင်းလည်းကန်ကောင်းပါစီနော်သူကအမှန်တရားပြောတယ်ဆိုပေမဲ့နော်ဘယ်သူပဲဖြစ်ဖြစ်ကွာကိုရင်းစာကြည့်တယ်အမင်းလုံးဝလုံးတင်မဲမအားတဲ့ဂျာနေအင်ဒီယန်လာချင်မင်းသားသမီးကနေမင်းကိုအာမင်းပတ်သက်ရှာစောက်တုံးကြလို့ဆဲလို့ချင်မင်းရောကြိုက်မလားဒီတဘုံမျိုးလေးပဲကိုရင်းစာကြည့်စဉ်းစားလိုက်အခုနော်ကိုကြီး ကြားတဲ့တရင်ဘလော့ဒီအကြတော့ဇဘိုးရင်ကပြစ်မှုအကြီးကြီးမှတက်မခံရသေးဘူး55ကာကြီးတခုတည်းပဲတက်ခံရသေးတယ်တခြားပြစ်မှုတက်ရတော့ရှောက်ပြောတော့ဒီယူပါလို့မယုံနဲ့နော်မတက်ခံရသေးဘူးဒါအကူကြီးကပြောချင်လို့လာတာဟုတ်ပြီလားနားလေခင်ဗျားတို့ NLD NUG CRBH အပေါ်ရောသူတို့ထောက်ခံတဲ့လူတွေရောမေ့ချင်တာပဲဒီမိုကရေစီပါတီမိုကရေစီလေဒီတိမိုကရေစီလား ဒီမိုကရေစီဆိုတာဘာလဲတရားယူနေတာပေါ့ဟုတ်ဘာမှမဟုတ်တယ်ဝိနေနီတောင်းဆိုပါတယ်မလက်တာဘယ်လိုအောင်ခေါ်ယူနေလားဟမ်တောင်းဆိုပါတယ်ဘာဖြစ်လဲသူတို့စာတင်ပေးနေတာခလေးတွေစာတင်ပေးနေတာဟမ်တောင်းဘူးမဖြစ်တယ်ဆယ်ရက်ဆောင်ဖို့ပြင်မယ်ခလေးတွေကိုမင်းတို့ကတားဆီးတယ် မင်းတို့မျိုးပေါ်ပြန်မလာနဲ့တော့နော်ဘယ်တော့မှမင်းတို့လုံရက်ကိုမင်းတို့ကြည်ကျမတို့တက်တယ်။ကျမတို့တက်ရုံနဲ့မင်းတို့ပြောတဲ့စေအာနာရှင်ကြီးကထုံနေပါလား။စေအာနာရှင်ရဲ့ပညာရေးကိုဇူအောင်ဒီပညာရေးကတော့သုကြည်အနာဒီလက်ထက်မှာချထားပြီးခဲ့တဲ့ပညာရေးနော်။ ဆော်ပြီးဆော်ပြီးလေးပြောနေတယ်စီဒီယံဝင်နေစီဒီယံလောက်ရရည်ယူမယ်စီဒီယံဆိုတော့စီဒီယံလောက်တော့ဖာဖြစ်နေတဲ့မိန်းမတွေအများကြီးဟမ်ယူရီယံတီတီဗီမှာဆက်မလောက်နေရတယ်တောက်ဆရာမတွေငကန်းနေအများကြီးအဲ့တော့မင်းတို့ဟုတ်နောက်ကလေးတော့နည်းနည်းစဉ်းစားအောင်အလကားတတအသက်တွေကိုလိုက်တက်နေအောင်တောက်ဆရာမပေါ့မင်းယူကြိုက်တာ တမက်ကိုင်းတဲ့လက်တွေမဟုတ်ဘူးပညာရေးဝန်ထမ်းဆိုတာမင်းတို့ကလေးဘဝတစ်ခုပြောင်းမင်းတို့မိသားစုတွေဘဝတစ်ခုပြောင်းမင်းတို့မိတော်မျိုးမပြောင်းပြီးခဲ့ငါတို့နာနာ၅ဘာတွေမှာပါတယ်ဆရာမကြီးအဲ့ဒါတွေကိုမင်းတို့လုံနေတယ်ဆိုတော့မင်းတို့ကောင်နေချင်းနေတယ်ဒီဘဝမှာလေလူတော်လူတော်တဲ့လူတော်သူတော်တဲ့တိုးလို့ရအောင်မဟုတ်နော်မျိုးဘဝတက်ပြီးတော့လေမင်းတို့သားသမီးတွေအတွက်ကောမင်းတို့ဒီဘဝမှာလေဝက်လယ်မှာချင်းနေပေါ့ ေးနေနေတုံးကြအောင်ဒလဘိန်တော့နေရဲ့စောက်ဟိုမှာပြည်ပြည်ဟိုកောင်းပြီးပြောက်ပြီးတိုင်းရှောက်ပြီးတော့ဟိုកောင်းနဲ့ဒေါ်လာသာနိုင်ငံရေးကိုလှုပ်ထားနေတဲ့កောင်းလေးကွာနားလေလားနော်ငါအဲ့လောက်ပဲပြောမယ်နော်မင်းတို့កောင်းတွေနော်အေးနော်အခုခုနလိုပေါ့ဂျွန်လာ73ရက်နေ့မှာ NUG CRPH ကထုတ်ပြန်လာတဲ့စာတစ်စောင်ရှိတယ်ပေါ့နော်အဲ့ဒီစာထဲမှာဘာတွေပါလဲဆိုတော့ပေါ့နော်အခုလက်ရှိကျွန်တော်နိုင်ငံရဲ့အခကြီးတွေပေါ့နော် အဲ့ဒီမှာ CDM လောက်ကြတဲ့နိုင်ငံဝန်ထမ်းတွေကိုသူတို့အတိအမှတ်ပြုတယ်ပေါ့နော်သူတို့ချင်းမြောက်မယ်ဆိုပြီးမှပြောတယ်ပေါ့နော် ပြောထားတာတွေ့နောက်ပြီးမှ NaN CDM ကိုတော့ခုနလိုပေါ့နော်ဒါလက်ရှိနိုင်ငံတော်အဲတမတော်ဖက်မှာပါတဲ့တွေ့သူတို့ကိုတော့တိတိယောက်ယောက်အရေးယူမယ်ဆိုတဲ့အချက်တွေပါတယ်နော်ဟုတ်ပြီလားတစ်ချက်နော်နောက်ပြီးမှအခုလက်ရှိ NaN CDM ဒီရှိနေတဲ့ NaN CDM တွေကသူတို့တော်လာရေးပြောရမှာပေါ့ကွာအဲ့ဒီမှာတတိပူတာတို့သူတို့အတွက်ကူညီပေးတာတို့ရှိရတော့ အတိပေးတာတွေကိလုခွေပေးမယ်ဆိုပြီးမှထုတ်ပြလာတာတွေ့တယ်ဒီသုံးချက်တွေ့တယ်ဟုတ်ပြီလားနော်အဲ့ဒါကျွန်တော်ပြောပြချင်တာကပေါ့နော်ဟုတ်ပါတယ်နော်အခုကျွန်တော်တို့ဒီနိုင်ငံရဲ့ခီးကြီးတွေမှာဟုတ်လားအကြောင်းမျိုးကြောင်းခုနလိုပေါ့နော်ခုနလိုပေါ့ဝါဒနာပါလို့ပဲဖြစ်ဖြစ်ဟုတ်လားခုနလိုပေါ့အဲပြက်လို့ဒီဟိုခုနလိုပေါ့ယုံကြည်လို့ပဲဖြစ်ဖြစ် CDM လောက်သွားတဲ့ဝန်ထမ်းတွေရှိတယ်နော် CDM လောက်သွားတဲ့ဝန်ထမ်းတွေရှိတယ် ။နောက်စီမံဝန်ထမ်းတွေကိုတို့က NGO ဝကြီးတွေ CRPH ကဟာလာလာစာတွေပေးမယ်ထောက်ပံ့ကြည့်တွေပေးမယ်မိသားစုလည်းဘာမှမပူရအောင်ဆိုတော့ပြက်လို့ပေးခဲ့တာ။နော်။ဟုတ်လား။အဲ့လိုလုပ်ခဲ့တယ်ပြီးမှစီဒီလုတ်သွားတဲ့လူတွေရှိတယ်။အခုစီဒီမလုတ်သွားတဲ့ဝန်ဝန်ထမ်းလေးတွေကခုလက်ရှိအခြေအနေမှာဘာတွေဖြစ်နေလဲဆိုတော့တိုင်တန်လင်းနေကံမှာရောက်နေတဲ့စီဒီလုတ်သွားတဲ့အမျိုးသမီးတွေကတိုင်တန်လင်းနေကံတွေလည်းမရင်ငယ်တွေဖြစ်နေတယ်။မရင်ငယ်တွေဖြစ်နေကြတယ်ပေါ့နော်။ထိုင်းနိုင်ငံမှာရောက်သွားတဲ့အမျိုးသမီးတွေကလည်းအမေပေးတဲ့လေတပွင့်နဲ့ ဟလာလှုပ်ရှားနေရတဲ့နေခါရောက်သွားတယ်စီဒီယမ်လှုပ်သွားတဲ့ဝန်နာယောက်ျားတွေကဟလာမိုက်ဟလာခုနလိုပဲရေတဘူးခုကောက်တာတွေဟလာပယံလှုပ်ငားတွေလှုပ်တာတွေဘီယာဘူးခုတွေကောက်တာတွေအနေထားတွေဖြစ်သွားတယ်နော်သူတို့ဘဝကိုပြတ်သွားတာတော်တော်လေးကိုဒုက္ခရောက်သွားတာနော်ဟာခင်ဗျားတို့လေးသိပြီသားပဲနော်ပြောတော့ခင်ဗျားတို့ကလက်စာပေးမယ်ဘာဒီထောက်ပတ်ခြင်းပဲသူတို့ကတော့မျိုးလေးချင်းနဲ့လှုပ်သွားကြတယ်။ဘာထောက်ပတ်ခြင်းတရားမှမရစီတယ်လှုပ်သွားဝန်နာတာခုတောက်ဒုက္ခရောက်နေတာဟုတ်လား။အစ်မပြောချင်ဘူးနော်ဟုတ်လား။ တိမပြောချင်ဘူးလို့ပြောချင်တယ်နော် NUG ဝကြီးကြီးဘာညာကွိကွလေးတွေပေါ့နော်ဟုတ်လားအခုနန်းစီနီယာကိုလည်းသူတို့ကတော့လက်ရှိနိုင်ငံတော်ပုံကာမှုတော့ကတမတော်ဖိမပါတယ်သူတို့ကတော့တတိယအဘမရနိုင်ရှင်ကျမအဘကိုတောင်းဆိုစရာရှိပါတယ်ကျမတို့စစ်သားတွေကျမရေးတွေကမကအသက်ကြီးတဲ့လူတွေလည်းရှိသလိုကျမရေးမကောင်းမဲနဲ့အသက်ကြီးနေတဲ့လူတွေလည်းရှိပါတယ်အဘရှင်ဖက်ချင်တဲ့လူလေးတွေကိုဖက်ခွင့်ပေးပေးပါလို့ကျမမြေတားရက်ခံပါတယ်ရှင် ကျမမျိုးသားဆိုလဲဆဲစင်ကျမကြီးမကောင်းပါဘူးရှင်အဲကြောင့်ကျမတို့လည်းထွက်ချင်ပါတယ်ရှင်ကျန်တဲ့လူတွေဆိုရင်လဲအတက်တရာကြီးခေါင်းလေးတွေရမ်း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 ခါးလေးတွေကိုင်း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 နဲ့တွားနေကြတဲ့လူတွေရှိပါတယ်အဖရှင်မသေးခင်မကွယ်ခင် မပြောက်ခင်လေးကိုမိသားစုလေးတွေနဲ့ရဲ့လောကလေးမှာပျော်ရွှင်စွာနေထိုင်လုပ်ကိုင်စားခြင်းမာလေရှင် အဲ့ဒါလေးကိုနားလဲခွင့်ပြုပေးစေချင်ပါလေရှင်။ဒီမှာတောင်းဆိုတယ်ဆိုတာကိုနိုင်ငံတော်မချစ်လို့မဟုတ်ပါဘူး။ကိုတက်မတော်ကြီးကိုချစ်ပါတယ်လေးစားမြတ်လို့ပါလေရှင်။ဒီမှာတောင်းဆိုတာဟာမသေးခင်လေးမှာအရက်လောကလေးမှာကိုမိသားစုလေးတွေပျော့ပျော့ရွှင်ရွှင်လွတ်လွတ်လပ်လပ်ကိုအိုးကိုအိမ်လေးနဲ့နေကျင်ကြတဲ့လူတွေအများကြီးရှိတဲ့အတွက်ကြောင့်ကျမကိုနှိုက်ပါအဲ့ဒီလိုနေကျင်လို့ တောင်းဆိုခြင်းဖြစ်ပါလေအဖာရှင်အဲ့ဒီအတွက်ကြောင့်အတက်ကကြီးတချို့ကကြတော့ကျမ်းမာရေးကြောင့်ပေါ့အဖာရေကျမ်းမာရေးကြောင့်ပိန်ချုံနေတိတ်မသွားနိုင်တော့ဘူးတိတ်မလာနိုင်တော့ဘူးအဲ့လိုလူတွေရှိပါလေရှင်အဲ့ဒီအတွက်ကြောင့်ဒီအတက်ကြီးနေတဲ့စစ်တီတွေကျမ်းမာရေးမကောင်းတဲ့စစ်တီတွေဘက်ကိုတစ်ချက်လောက်လှည့်ကြည့်ပေးပါလို့ဘာလို့ကျမမြစ်တာရက်ခန့်တာပါရှင် တမရှာရှည်တာအာထောင်တယ်လို့မထင်မဲနဲ့သူတို့ရဲ့ယင်တဲ့ကခံစားချက်ကလေးတွေတောင်းဆိုတာပါလားဆိုပြီးနားလဲပေးပါလို့ကျမမေတ္တာရက်ခံတောင်းဆိုပါတယ်အဖရာအဲ့လိုအကူအညီပေးမယ်ဆိုလို့ရှိရင်အသက်ကြီးနေတဲ့လူတွေရဲ့ကျန်းမာရေးမကောင်းတဲ့ယောဂါတွေရဲ့အင်္ဂါမစုံတော့တဲ့စစ်တီတွေရဲ့တိုင်းနဲ့အလွန်ပျော်မွေ့နေကြမှာပါဗျာရှင် အဖကိုလည်းကျေးဇူးတင်လို့မဆုံးနိုင်ပါဘူးအဖရှင်အဲ့ဒီအတွက်ကြောင့်ဒီအသက်ကြီးတဲ့လူတွေယောဂတွေအင်္ဂါမဆုံးတော့တဲ့လူတွေကိုအပြင်မှာလောက်ကိုင်းစားခွင့်လေးပြုပေးပါမိသားစုလေးတွေမတည်ခင်မကွယ်ခင်မပြောက်ခင်လေးမှာပျော်ရွှင်စွာနဲ့တစ်နှစ်ဖြစ်ဖြစ်နှစ်နှစ်ဖြစ်ဖြစ်ညီလိုက်ရပြီဆိုရင်တော့ဒီမိသားစုလေးတွေရမ်းပျော်မှာပါပါရှင်အဲ့ဒီအတွက်ကြောင့်အဖမင်းအောင်နိုင် ။ဒီမှာမေတ္တာရက်ခံတာပါ။ဒီမှာရှာရှည်တာမဟုတ်ပါဘူး။အဲ့ဒါလေးတစ်ချက်လောက်ကုညီပေးပါလို့ဒီမှာတောင်းဆိုမေတ္တာရက်ခံပါတယ်။ဒီမှာပြောဆိုသည့်စကားသည်မှားတယ်ဆိုရင်လည်းခွင့်လို့တီးခံနားလည်ပေးပါလို့ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအပြောင်းအလဲတွင်အဓိကကျပြီးပြန်လွတ်ပေးရန်လွတ်တော်ဆဲ၃ခုတောင်းဆိုပြည်သူလူထုလေးစားယုံကြည်မှုရှိသည့်ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည်ဒီမိုကရေစီရှင်သန်ရေးနှင့်ဖက်ဒရယ်ပြည်အောင်စုပေါ်ပေါက်ရေးနိုင်ငံရေးခင်းကျင်းများကိုဖော်ဆောင်နိုင်ရန်အတွက်မရှိမဖြစ်အရေးပါသည့်ပုဂ္ဂိုလ်ဖြစ်ပြီးဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများအားလုံးအမြန်ဆုံးပြန်လွတ်ပေးရန်လွတ်တော်ကိုယ်စားပြုကော်မတီဆဲ၃ခုကပူးတွဲကြေညာချက်ထုတ်ပြန်သည် ဇွန်လ16ရက်နေ့တွင်ကြာရောက်မိနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏80ပြည့်နှစ်မွေးနေ့အထိမ်းအမှတ်ဖြင့် စကိုင်းဖက်ဒရယ်ယူနစ်လွတ်တော်တနင်္သာရီတိုင်းလွတ်တော်မကွေးဖက်ဒရယ်ယူနစ်လွတ်တော်ရန်ကုန်တိုင်းလွတ်တော်အေယာဝတီတိုင်းလွတ်တော်ကချင်ပြည်နယ်လွတ်တော်ကိုစားပြုကော်မတီကရပြည်နယ်လွတ်တော်၃ရက်ကော်မတီအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကရင်ပြည်နယ်လွတ်တော်ကိုစားပြုကော်မတီချင်းပြည်နယ်လွတ်တော်ကိုစားပြုကော်မတီမွန်ပြည်နယ်လွတ်တော်ကိုစားပြုကော်မတီရှမ်းပြည်နယ်လွတ်တော်ကိုစားပြုကော်မတီပဲခူးတိုင်းလွတ်တော်ကိုစားပြုကော်မတီမန္တလေးတိုင်းလွတ်တော်ကိုစားပြုကော်မတီတို့ကယနေ့ဇွန်၁၈ရက်တွင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည် ပြည်သူလူထု၏လိုလားတောင်းတသည့်ဒီမိုကရေစီရှင်သန်ရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသည်ပြည်ထောင်စု၏အနာဂတ်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီးထိုလုပ်ငန်းစဉ်များအကောင့်ထဲပို့ဆောင်ရာတွင်တိုင်းရင်းသားလူမျိုးစုများအဖွဲ့အစည်းများသက်ဆိုင်ရာ stakeholders အားလုံးစုပေါင်းအင်အားဖြင့်ပူးပေါင်းပါဝင်နိုင်ရေးသည်အရေးကြီးသောအချက်ဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များအပါအဝင် key stakeholders အားလုံးသဘောတူသည့်နိုင်ငံရေးခင်းကျင်းကိုမဖြစ်မနေအကောင့်ထဲပေါ်ဆောင်ရမည်ဖြစ်ပြီးထို့သို့ပေါ်ဆောင်ပြီးမှသာလျှင်အခြားသောနိုင်ငံရေးအစီအမံများကိုဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်ထိုဆောင်ရွက်ချက်များကိုပေါင်းစပ်ညီနိုင်မှုဖော်ဆောင်နိုင်ရန်အတွက်အကြီးအအခြေခံအကြဆုံးချက်မှာဒေါအောင်ဆန်းစုကြည်ကိုပြန်လွတ်ပေးရန်ဥစွာလိုအပ်မည်ဟုဆိုသည်။အော်ရေးယူမယ်ဟုတ်လား ဟလာစကားညီပြီးမှစာတွေထုတ်ပြန်မနေနဲ့လို့မြန်မာပြည်ပြန်လာပြီးမှအရေးယူလာရဲ့လို့လက်ရှိနိုင်ငံဝန်ထမ်းတွေမြန်မာပြည်မှာ CDM မလုပ်တဲ့ဝန်ထမ်းတွေတိုင်းကနားရှိတယ်လို့နော်ဟလာနိုင်ငံဝန်ထမ်းဆိုတာနိုင်ငံတော်ရဲ့ကျေးဇူးတစ္ဆာကိုစောက်တည်ယူတရတယ်ဗျနော်ဟုတ်ပြီလားပြောပြမယ်နော်ဘယ်အစိုးရတက်တက်ပြလာတဲ့အစိုးရရဲ့ policy အတိုင်းကျွန်တော်တို့ကလိုက်နာဆောင်ရဲရဖြစ်တယ်နော်နိုင်ငံဝန်ထမ်းဆိုတာပါတီနိုင်ငံရဲ့ကိရှင်ရတယ်နော်တခါတည်းဥပဒေမှာပြတ်သားပြီးတာဟုတ်ပြီလား ။နောက်အခု CDM မလုတ်တဲ့ဝင်ထားတဲ့ NaN CDM တွေဆိုတာလဲဟုတ်လား။အုံနောက်ရှိလို့ CDM မလုတ်တာ။အုံနောက်မရှိတယ်လို့က CDM လုတ်ပြီးဒုက္ခရောက်နေကြတာ။ဒါဒေးပြောပြတာဒေးပြောပြတာဟုတ်ပြီလား။နော်။အခုကျွန်တော်တို့ NaN CDM ကြီးကတော့ခုနလိုပေါ့နော်။ဘာပဲဖြစ်ဖြစ်ကိုယ့်အလုပ်ကိုလုပ်နေတာ။ဟုတ်လား။ခင်ဗျားတို့ NUG ပဲမကားလို့ဘာကောင်ကမလို့ခင်ဗျားနိုင်ငံတော်တာဝန်ယူပြီဆိုရင်စီနိုင်ငံဝထားလာရှိနေမယ်ဆိုတာခင်ဗျားအုံတော်ထဲမှာမှတ်ထားတာအခုကခင်ဗျားတို့ NUG ဝကြီးကြီးဘာရင်းညာလား နာစီတရားတွေကိုပြက်နှက်ရှာတယ်နာစီတရားတွေကိုလိုက်တက်ဖြတ်နေတယ်နာစီတဲ့မိသားစုတွေကိုလိုက်ပြက်တာရှာနေတယ်ဟုတ်လားခင်ဗျားတို့ကဘာနိုင်ငံရေးပါလို့ကျွန်တော်နားမလည်ဘူးနော်အမြဲမပြောချင်ဘူးနော်ဟုတ်လားအဲ့ဒါပဲပြောချင်ပါတယ်ကျုပ်တင်ပါမယ်ဘာလဲဆိုတော့တချို့လူတော်တော်များများအောင်အပေါက်ကနေပြန်လာပြောရပါဦးနော်အပေါက်ကဒီငါအပေါက်ချက်ပေါက်ပြန်နေမှာလာပြောရပါဦးအကိုလေးကြင်လေးဝင်လိုက်ပါလားတဲ့အဲကြင်ရီဆိုတော့ကွာငါပြောမယ်ဆိုရင်ပြောပြမယ်ကွာကြင်ရီဆိုတဲ့မျိုးကဒါတော့ဝါဘုံနော် ရင်အကောက်တုံးကလည်းငါပြောခဲ့တယ်ပေါ့ကြရင်ဆိုတော့အဲသူ့ပြည်နယ်ကောင်းစားရေးအတွက်ပေါ့အဲ့ဒါမျိုးလှုပ်တာပေါ့အဲဒီမြန်မာတပ်မတော်ဆိုတော့ကွာမြန်မာတနိုင်ငံလုံးကောင်းစားရေးအတွက်လှုပ်တယ်အဲ့ဒါကြောင့်မို့အဲငါမြန်မာတပ်မတော်ထဲမှာနေတာပေါ့ဟုတ်ပြီလားဘာဖြစ်လို့လဲဆိုတော့ကွာငါကြရင်လည်းမှ၆နှစ်နေခဲ့တယ်ကွာဟုတ်ပြီသူ့ကောင်ကြီးတည်အောင်လို့ကွာငါတခြားကောင်မှလည်းပြောပြရအောင်နော်ဘာဖြစ်လို့ဆိုတော့ငါဓာတ်မှုတီတင်တိုင်းတင်တိုင်းကွာအဲလောင်းစားမီဒီယာတွေဖြတ်ချတယ်ဟုတ်တယ်မလားလောင်းစားမီဒီယာတွေဖြတ်ချတယ်တစ်တော့လည်းဖြတ်ချတယ်ကွာ အဆောက်မီဒီယာတွေမယုံဘူးကွာဟုတ်ကဲ့မလားအဲဘယ်မီဒီယာမီဒီယာပဲဖြစ်ဖြစ်ကွာဟုတ်ကဲ့မယုံအဲ့ဒါကြောင့်ကွာပြီးတော့ငါတခုပြောမယ်ကွာအင်္ဂါဆေးရအောင်ဆေးရရင်ဆေးကျတော့ဆေးအင်္ဂါမန်းရှင်းခေါ်ပြီးမှငါဆေးတဲ့ခါကျမှမင်းကောင်းရောအဲ့မလို့မဖြတ်နဲ့ကွာဟုတ်ကဲ့နော်မဖြတ်ချနဲ့အဲနောက်ပြန်မှဇဘုံမထုနဲ့ပေါ့ကွာအကောက်ကိုလည်းယောက်ျားဆိုလို့ရှိရင်တော့ဇဘုံမထုနဲ့အင်းဟာပြောချင်တယ်ဟုတ်ကဲ့ တချို့လူတော်တော်များများသိပါတယ်ပေါ့ငါဘယ်ကလာလဲဆိုတော့လူတော်တော်များများသိတယ်ငါအောက်ကဘယ်လိုရှယ်ဆိုလဲအဲတော်တော်များများသိတယ်ပေါ့အင်းမင်းတို့အဲ့ဒါသိအောင်ပါပြောတယ်ဟုတ်ကဲ့အင်းငါ့ပွဲမဆန်နဲ့နော်ပွဲဆောက်ခြင်းနော်မင်းတို့ထိုင်နေမင်းတို့ကံလဲနောက်ဘုရားမှာတော့ပြောမယ်အင်းငါနော်အင်းမင်းတို့လည်းငါစော်အောင်ငါ့လည်းလာရင်စော်ပါနဲ့အင်းနောက်ပြောပါတယ်ဆိုတော့အဲမင်းတို့ပြောလို့ပေါ့ကွာအင်းငင်းချမ်းရခြင်းလည်းပါညာပေါ့မင်းတို့ငင်းချမ်းရခြင်းလားနည်းနည်းပဲငါတို့စက်သားတွေပို့တော့ငင်းချမ်းရခြင်းလေကွာမဟုတ်ဘူးလား အဲစစ်တိုက်နေရတဲ့ကောင်တွေပုံမှန်စစ်ကိုမုန်းနေဒါစစ်တားတိုင်းတိတယ်ကွာစစ်တားတိုင်းကစစ်တိုက်ရတာပုံမုန်းနေဟုတ်တယ်မလားအဲကြောင့်မို့မင်းတို့ငင်းချမ်းရရင်ငါဘောပို့တော့ငင်းချမ်းရရင်ဘာဖြစ်လို့လဲဆိုတော့မင်းတပုံတော်တော်နေရကွာအဲ NCA မှာလက်မှတ်မထိုးမချင်ရလို့တိရမလားဒီတိုက်ပွဲတွေဖြစ်နေရောမှာပဲဖြီးဖြူးတွေတိတ်နေရောမှာလည်းအဲအိုးရင်စီးစိန်နေလဲပျက်စီးဆုံးရှုံးနေရောမှာလဲမင်းတို့အဲ့ဒါကိုဘယ်လိုလုပ်လဲဟုတ်ပြီလား ဲတချို့ကောင်လည်းမတည်ဘူးတချို့နဲ့လည်းဘယ်မျိုးနေရတည်ရမလားအဲမြန်မာနိုင်ငံကြီးဘာဖြစ်လို့အမှုဒါစစ်ပွဲဖြစ်နေလဲဆိုတော့တချို့ကောင်မတည်ဘူးအဲတခြားပြည်ပစစ်တွေဝင်လာမှကြောင့်မို့ဒါအဟံတားလောက်ထားရဲဆိုတော့တချို့ကောင်လည်းမတည်ဘူးအဲဒါကြောင့်မို့အဲတချို့ကောင်လည်းနော်အဲဆော့အမ်ချောင်းနေပြီးတော့ဆော့အမ်ချောင်းမှာလည်းငါကောက်တယ်လာမဆဲပါနဲ့အမန်ရှင်းခုတ်ပြီးဆဲမှာမျိုးတော်တော်ထိမယ်နော်ပြောပြီးနော်ဒီအဲ့ဒါပဲငါပြောရှင်းနေပြီလားညာတို့ကစစ်တပ်ကိုမကောင်းဘူးလို့ပဲပြောကြတာနော်တမတော်ရဲ့ကောင်းကွက်တူကိုဘယ်ပြည်သူမှချပြလိမ့်မရှိဘူး နော်တက်မတော့မကောင်းကြောင်းကိုသာချပြနော်အဲတခင်အားရဂျုံမွားပါလို့ခေါ်တယ်ကျန်တော့မကြည့်နဲ့လောက်ကိုင်းမှာတုံးကဖြစ်စဉ်တွေကိုကျွန်တော်ပြပြလောက်ကိုင်းမှာခမားတို့လိုပဲကျွန်တော်လည်းအယတားပဲနော်ခမားတို့လိုပဲအယတားပဲလောက်ကိုင်းမှာကျွန်တော်တို့နေခဲ့တယ်ပြည်သူလူထု၃တန်းလောက်ရှိတယ်အဲ့ပြည်သူလူထု၃တန်းက ဒါကစားကြီးကိုမိပြီးလောက်ကైစားတော့တာနော်။နောက်ပိုင်းဒါကစားစစ်တက်ကြီးကိုမိခိုပြီးတော့မှလောက်ကైစားတော့တာ။ကိုကိုကိုတိကြလား။မမိခိုဘူးလို့ပြောလို့ရှိဦးမလား။ဟမ်။ခင်ဗျားတို့ဒါကစားစစ်တက်ကိုမိခိုရတဲ့အတွက်ကြံခုတ်ဆိုလဲခင်ဗျားတို့လမ်းဖြောင်းနေတော့လာတာအဆင်ပြေတယ်။နော်ပင်ရံပဲလှုပ်လို့အဲကုံသိမ်းပဲရောက်ရောက်ဘာပဲလှုပ်လို့နောက်ပိုင်းမှာလှုပ်စားခဲ့တဲ့လူတွေအများကြီးအများကြီးတည်တယ်။ဒါမှကျွန်တော်အကောင်ထဲမှာနောက်ပိုင်းမှာ ကျွန်တော်နဲ့စုံဘူးတဲ့လူကျွန်တော်နဲ့ကြုံဘူးတဲ့လူတွေရှိချင်မှရှိကျွန်တော်ကတော့နားပန်တော့တာဝါရန်အောက်ကဒေါ်ရှမ်းမဝင်းထဲမှာအဆောင်ငားနေတဲ့အကြီးအောင်နော်ကိုအရန်စားတယ်နာမည်162လို့ခေါ်တယ်နော်ကိုမစားရစားတယ်အခုမှကိုကိုဖျက်ပလိုက်တယ်ပြောပြတာနော်မြောက်လောက်ကင်ဒါကစားယူမီခေါ်လောက်ကင်စားတော့နေတဲ့ပြည်သူလူထု၃သန်းကား ကျွန်တော်ကောင်တွေမှာတယောက်မှပုံမလာဘူးနော်နောက်ပိုင်းဆိုကျွန်တော်ဆလောကြောင်းတွေမှာပြောပြမှာခင်ဗျားတို့ဆလောဆော့ရဲ့လူတွေကိုနော်ဆလောကြောင်းတွေမှာထပ်ပြောပြအောင်မယ်ကျွန်တော်တို့အရင်ကောက်တော်လည်းတင်းနေဒါပေမဲ့ဖြတ်ချတာမဟုတ်ဘူးအဲ့ကောက်ကကျွန်တော်ပိတ်ခံလိုက်ရတော့ကျွန်တော်မပြောတော့တာအခုဒီကောက်မှာကျွန်တော်ဆလောကြောင်းလေးတွေပြန်ပြီးပြောပြပြမယ်နော်နောက်တစ်ခုစစ်တပ်ကိုမကောင်းဘူးလို့ပြောတဲ့သူတွေကိုလေဒါကျွန်တော်ချပြခြင်းဖြစ်တယ်ပြည်သူ၃သန်းလောက်စစ်တပ်ကနေပြီးတော့မှစစ်တပ်က ဒီစစ်ပွဲအခြေအနေရဒါကစကြီးကိုနော်လောက်ကိုင်းမြို့ကိုအုပ်ချုပ်ထားတဲ့ဒါကစစစ်သားတွေအကုန်လုံးကနော်လက်နက်ချပေးလိုက်တဲ့အချိန်မှာပြည်သူလူထုတုံးသန်းပါဖြစ်သွားတယ်အလုတ်လက်မဲ့ဖြစ်သွားတယ်အဲ့ဒီလိုပဲပြောပြမယ်ခမားတို့လောက်ကိုင်းမှာရတမြငွေငွေဟာထိုင်းမှာတွားလုတ်တယ်တရက်စာဘူးနိုင်ပိုင်းပဲရှာလို့ရတယ်အဲ့တော့ခမားသိတယ်မလားကျွန်တော်သိ ဒီကိုပြောရရင်နည်းနည်းစိတ်ဝင်စားတော့နော်ဒီနေ့ကကျွန်တော်ပြောလိုက်တာပြီးသူစင်ကြီးကိုဒီဆက်သွဲမှုတိတ်မလုံးဟုတ်တယ် Okay ဒီကိုကိုကျွန်တော်စကားလေးတစ်ခုပြောပြမယ်နော်စစ်သားဆိုတာအယိုးဆွေးတဲ့အထိမိဘကိုလည်းလှုပ်ကြွေးဝင်ရှိတယ်နော်ဇနီးမယောင်လည်းလှုပ်ကြွေးဝင်ရှိတယ်နော်ကိုနဲ့သက်ဆိုင်စစ်သားတယောက်နဲ့သက်ဆိုင်နေမိသားစုမှန်တယ်များစစ်သားရဲ့အယိုးကလှုပ်ကြွေးလေဆိုတော့အကြောင်းလား နော်နောက်ဟုတ်ကျွန်တော်အခုလို့ပြောလဲဆိုတာဆက်သွယ်ပြည့်နေတဲ့မိသားစုတွေကိုဆက်သွယ်ရစီခြင်းလားနော်ရှာရှည်ပြီးဝင်ပြီးအားချောင်းနေမဟုတ်တက်နိုင်တယ်ဗျာကိုညီပေးရအခုပြောတဲ့စကားတိတ်မဟုတ်သေးပြောပြမယ်မတည်တည်တဲ့လူလည်းတည်အောင်နော်စစ်သားတယောက်ရှေးတန်းထွက်လို့နော်တရင်နဲ့အဆက်အသွယ်6လမရဘူးဆိုလို့ရှိရင်ဒေဆုံးစင်းရတယ် ပေဆုံးစင်းတင်တဲ့အခါမှာနော်တက်ကနေပြီး grade duty ပေါ့ grade duty ပေးမယ်ပင်စင်ပေးမယ်ပေါ့နော်စစ်သားတယောက်လည်းပင်စင်ပေါ့ပင်စင်ပေးမယ်အခါအဲ့လိုဖုန်းနံပါတ်တွေပေးမထားဘူးမိသားစုတွေကိုခြေချောင်ပြောမထားဘူးဆိုရင်အဲ့ဒီပင်စင်ဘယ်လိုပေးရမှာလဲဟမ်စေသားအဲ့ဒီပင်စင်ကဘယ်လိုပေးရမှာလဲ စစ်သားတွေကမခံစားခွင့်ရှိတယ်နော်အဂရေဂျူဒီတွေပင်စင်နေနော်အသက်ပြေးလဲရပြီဂရေဂျူဒီပင်စင်နေရခမရတို့မိသားစုမှာမခံစားရဘလို့ခံစားမှာအဲ့ဒါကြောင့်တက်ကတောင်းတာတက်ကိုရောက်တက်ကမိသားစုဖုန်းနံပါတ်မိသားစုရှိတာအကုန်မေးတယ်အမေဆိုတာမရှိဘူးမပြောရင်နေလေဟုတ်ပြီလားမပြောရင်နေရှင်ရဲစစ်မြင်ထွက်လို့တိုက်ပွဲကြတော့ကမှနော်သူ့ရဲ့ဂရေဂျူဒီကဘလို့စားမှာလဲ ။မင်းတို့စဉ်းစားဦးနောက်ရှင်စဉ်းစား။နော်။ဟာလား။မိသားစုနဲ့ဆက်သွယ်မရတဲ့ရတာခမားတို့ဆက်သွယ်ခမားတို့ချိတ်ဆက်မှရမယ့်ကိစ္စ။ကျွန်တော်ပြောကြရှင်းလေးမယ်။မိသားစုကိုဖုန်မင်းတို့ဖုန်နံပေးမိသားစုဟာငယ်ကိုရေးချက်လက်ပေးဆိုတာ။မိသားစုကိုစစ်တပ်ကတော့ဒုက္ခပေးဖို့မဟုတ်ဘူး။နော်။တက်ရောက်တဲ့ကမ်းတောင်းနေဆိုတာ။ခမားတို့မလွဲလာမရှောင်တဲ့တိုက်ပွဲတစ်ခုမှထိခိုက်ဒဏ်ရာပဲရရ။နော်။တိုက်ပွဲပဲကြကြ။ ရဲဘော်တယောက်ရဲ့ခံစား권ကိုပေးဖို့အတွက်အဖုန်းနံပါတ်တွေတောင်းတာနော်ဂရေကျူဒီပေးဖို့အဖုန်းမင်္ဂလာပါရှင်တတင်းတော့မဟုတ်ဘူးပေါ့နော်ကျမတို့တက်မရော်သေးကစစ်တီတွေကိုနှိမ်လုံးအားကြီးလို့ပြောချက်စစ်တရဲ့အကြောင်းကိုလည်းမသိပဲနဲ့ကွာစစ်တထဲမှာလည်းမနေဘူးဘေးကနေပြောတဲ့စကားလေးတွေပေါ့နော်တချို့စစ်တနဲ့မတည့်တဲ့လူတွေရဲ့ပြောတဲ့စကားလေးတွေပေါ့ အဲ့ဒါတွေကိုနားထောင်ပြီးတော့စစ်တက်ကို we pan pound to ကျမတော့တက်မလို့ချစ်တယ်ကျမတက်မလို့နေမှာနေခဲ့ဘူးတယ်ဘဲခရီးကပြန်လာလာသမီးမချက်ထားရင်အချိန်ကြီးနေတဲ့နာမှာအမကြီးသမီးနဲ့ကြွေးပါအောင်အကိုကြီးသမီးနဲ့လူတိုင်းကြွေးအေးတခုခုဖြစ်ပြီမလားအော်တိုက်နေအောင်ကိုနေကြအပြင်းမရှိဘူးအပြင်းမလုံးဝမရှိဘူး နေတာထိုင်တာတတရရအကုန်လုံးအပြင်မှာလုံးဝမရှိဘူးကျမနေတဲ့ရက်ကွယ်မှာအမိုက်တွေပြစ်ချင်တယ်လို့ပြစ်တယ်သူများအဲ့နေမှမသိဘေးမှာလာပြီးတော့စူညံပွက်စစ်တပ်တွေမှာမရှိဘူးတင်းရှိသေးတယ်စစ်သားတွေငကြောက်တယ်ဟဲ့လားအချက်တော့ပြောလိုက်စမ်းပါမင်းတို့ဒီစခန်းမရပြန်မလာခင်းနဲ့တခွန်းမပြောလိုက်စမ်းနော်စစ်သားဟိုးချက်ချာမြတ်တဲ့ကြောက်လို့မိမ့်မှာတော့ချက်ချင်းပွက်ပိတ်လိုက်မယ်အဲ့လိုစိတ်ကြရှိအဲ့ တိလားစစ်ပါတိုင်းမှာရှိတယ်အဲ့စိတ်တက်တိတ်ပြီးတော့ပြောချင်းတိတ်ပြီးဖောင်းထူနေမင်းအောင်လိုက်ရဲ့တက်မတော်ကြီးပါညာတိတ်ဖောင်းထူချင်းနေမလားပဲ၆လလလာစားကြည့်လိုက်လीအဲ့လိုပြောပြီးမှလက်ခံအဲ့လိုပြောပြီးမှအဲ့လိုပြောပြီးမှ မကောင်းပြောအဲ့လိုလာနေပြီးမှခံစားချက်တွေကိုတိပြီးမှမကောင်းပြောမယ်ဆိုလက်ခံတယ်ဘေးကနေတတရရရပဲနေပြီးတော့စစ်သားအကြောင်းဘာတိလို့လဲ ပြောပါစစ်သားအကြောင်းမသိဘဲနဲ့ဘာမှလာမပြောနေလဲစစ်သားတွေဘလောက်ပေးဆက်တယ်တိလားလူခွေရေးဆိုတာ no အလုပ်တဘာမဟုတ်ဘူးလေပဲဗာနဲ့ဟိုတနည်းကပြောတန်ကြတာလေဘလူမှုဖူလုံးကြီးမပါဘူးစစ်သားရေမပါဘူးကဲလူခွေရေးရှိတယ်အချက်30ရှိတယ်လူခွေရေးစံနှုန်း30 no အမိတ်နဲ့တစ္ဆာစီမှုပဲရှိတယ် အမိတ်နဲ့တစ္ဆာဆောင်တည်မှုရှိ24နာရီတာဝန်ထမ်းဆောင်ရတယ်။လာစာနည်းနည်းလေးတိလား။ပယံသမားလာစာတနေတယ်တိလား။အေးတိတ်ပြီးဖောင်းထုတ်ရှင်စစ်တပ်ထဲမှာလာဝင်နေလိုက်။ပဲ6လလောက်လာစားပြီးမှပြောလိုက်လက်ခံ။မုန်းတာ။မင်္ဂလာပါရှင့်။ဂျွန်လ18ရက်နေ့ဖြစ်ပါတယ်။ အမ်နိညာတရင်လေးတွေပို့တာတော့ကြလို့ပေါ့နော်အဲ့ဒါနဲ့အဲဒီနေ့မနေ့မှတင်ဆက်ပေးခြင်းဖြစ်ပါတယ်ဟိုကကျမကိုဘာဖြစ်လို့ဒီတရင်တွေပြောနေတာလဲလို့ပြောရလို့ရှိရယ်ကျမတို့ပြည်သူလူထုကမီဒီယာနဲ့အလိန်ခံနေရတာပါရှင်ကျမတို့ဟိုတက်မတော်ဘက်ကထုတ်ပြန်တဲ့တရင်တွေကလည်းအဲ့လိုဟိုကျမတို့လူပေါ့အဲ့လိုလေးမထုတ်ပြန်ဘူးလေသူတို့ကစီးနေပေါင်းနေဆိုတော့လေအဲ့အဲ့လိုမျိုးနောက်ကြတယ်ပေါ့နော်အဲ့လိုမျိုးတွေ လူတွေကလိုင်းမှာပဲကြည့်တဲ့ခါကျဘယ်နေရာမှာတိုက်ပွဲဖြစ်နေပြီးမသွားရဲဘူးဒီလမ်းကပိတ်နေတယ်အဲ့လိုမျိုးတွေသူတို့ကမီဒီယာလွှင့်နေဟာတွေကအမှားတွေပဲလွှင့်နေခါကျတော့ပြည်သူလူထုကအဆင်မပြေဘူးပေါ့နော်အသွားရလာရတာတွေအဓိကကတော့အဲ့လိုလမ်းသွားနေရတာဗျာအဆင်မပြေလို့ကျမဒီလိုမျိုးလေးပြောပြတဲ့ခါကျတော့ဘာပဲပြောသတင်းမှန်လေးတီးရတဲ့ခါကျတော့တော်ရုံတန်ရုံသွားစရာရှိရတယ်သွားလို့ရတယ်ဟာပြည့်ပြည့်ပြည့်တွေပါမဖြစ်တော့ဘူးအဲ့လိုမျိုးလေးပါ ယာရီတိုင်းလေးမျက်နာပန်းတော်ကြီးဘက်မှာမနေ့ဟိုဟာចောင်းနေပြန်ပိတ်ထားရပါတယ်ချင်းမနေ့ကလှော်ကထားចောင်းကိုပြန်ပိတ်ထားရပါတယ်တဲနီကုံတဲနူကုံရွာဘက်မှာအေအေတွေကဝင်လာပြီးတော့ရွာသားတွေစီကဖုန်းတွေကိုအနိုင်ကျင့်ပြီးအကုန်သိမ်းလိုက်တယ်တဲ့